အရှင်မင်းကြီးကျမကိုတကယ်ချစ်ရင်လေအရှိရဲ့သမီးနှစ်ယောက်ကိုတက်ပေးပါလားကျမလေသူတို့ရဲ့သွေးတွေကိုတည့်ပြီးတော့တောက်ချင်တာပဲရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးသားမယ့်ပုံမြင်လေးကတော့ရက်ဆက်ရုံမာလွန်းနဲ့မိတွေးကြီးနှိမ့်ဆက်တာခင်ရတဲ့မင်းသမီးလေးနှစ်ဦးတို့ရဲ့အကြောင်းကိုပြောပြပေးသားမှာပဲဖြစ်ပါရှင်ဟိုးရှိရှိတော့က အလွန်လှပပြီးတော့တာယာဝါပြောတဲ့တိုင်းပြည်ကြီးတစ်ခုရှိခဲ့တယ်။အဲ့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘရင်ကြီးဟာကျင်နာတနာရက်ပြီးတော့တရားမျှတမှုလည်းရှိပါတဲ့။ဘရင်ကြီးမှာသမီးတော်နှစ်ပါးရှိပါတယ်။မင်းသမီးနှစ်ပါးစလုံးကအင်မတန်မှချုံမောလှပကြတဲ့။မင်းသမီးအကြီးကလှပတယ်လို့ဉာဏ်ပညာလည်းမြင်မာပါတယ်။ဘရင်ကြီးရဲ့ပထမမိဖုရဲ့ခေါင်းကြီးဆုံးပါသွားတဲ့အချိန်တုန်းက မင်းသမီးလေးနှစ်ယောက်စလုံးကအရန်ကိုငယ်တဲ့ကလေးလေးတွေပေါ့ကွယ်။ဒါကြောင့်ကလေးနှစ်ယောက်ကိုပြုစုပျိုးထောင်ရမယ့်တာဝန်တွေဟာဘယင်ကြီးရဲ့တာဝန်ဖြစ်လာခဲ့ပါတယ်။ဘယင်ကြီးဟာသူ့သမီးတော်နှစ်ယောက်စလုံးကိုချစ်ရှာတယ်၊ဂရုစိုက်တယ်၊စောင့်ရှောက်တယ်၊စားကောင်းတောက်ဖွဲ့တွေကြွေးမွေးတယ်၊အဝတ်အစားလှလှလေးတွေလည်းဆင်ပေးတာပေါ့။ဒါပေမဲ့မင်းသမီးလေးတွေကသူတို့ရဲ့မိခင်ဖြစ်သူကိုလွမ်းနေကြရှာတဲ့။သူတို့ရဲ့မိခင်ကိုလွမ်းနိုင် မိဖုရားကြီးရဲ့အုတ်ဂူကိုတွားတွေးလေးရှိတာပေါ့မမကြီးညီမလေးမဲရောက်ကိုတိတ်ပြီးတော့လွမ်းတာပဲဟုတ်လားညီမလေးဒါဆိုလိုက်ခဲ့လေမဲရောက်ရဲ့အုတ်ဂူစီတွားတွေးကြတာပေါ့မင်းသမီးလေးတွေကသူတို့မိခင်မြုပ်ထားတဲ့နေရာစီတွားကြတယ်မိဖုရားကြီးရဲ့ခန္ဓာကိုယ်ကိုတစ်တော့ထဲမှာအုတ်ဂူတစ်ခုစောက်ပြီးတော့အဲ့ဒီထဲမှာ မြုပ်ထားခဲ့တယ်လမ်းတော်ကြာလျှောက်ပြီးတော့သူတို့မယ်တော်ရဲ့ခူချောင်းစီကိုရောက်လာခဲ့တယ် မင်းသမီးလေးတွေက သူတို့ရဲ့မိခင်နဲ့ပတ်သက်တဲ့အမတ်တရားတွေကိုပြန်ပြီးတော့တန်းတနေကြပါရယ်။မဲတော့ကိုတိတ်ပြီးတော့တတိရတာပဲ။ဘာလို့သမီးတို့ကိုထားပြီးတော့ထွက်သွားရတာလဲ။ဘာကြောင့်သမီးတို့ကိုထားခဲ့ရတာလဲ။မင်းသမီးလေးနှစ်ပါးစလုံးငိုကြွေးပြီးတော့သူတို့ရဲ့မိခင်ကိုတန်းတနေကြပါရယ်။ဒါကတော့ဘယင်ကြီးကခက်လန်းလန်းတနေရာကနေကြည့်ပြီးတော့ သူ့ရဲ့မိဖုရားနဲ့ရှိခဲ့မှုတဲ့အမတ်တရားတွေကိုပြန်ပြီးတော့လွမ်းဆွတ်တန်းတနေမိပါတယ်။ကျေးဇူးပြုပြီးတော့ဘယ်နည်းနဲ့မဆိုမိဖုရားကြီးကိုကဲတင်နိုင်အောင်စ조사ပေးပါ။အရှင်မင်းကြီးကျွန်တော်မျိုးတို့လည်း조사ပါတယ်။ဒါ့ပြင်မဲ့မိဖုရားကြီးရဲ့ယောဂါဟာဘာစင်းနဲ့မှမတိုးတော့တဲ့အတွက်ခွင့်လွတ်ပါ။တခြားနီလန်းလည်းမရှိတော့ပါဘူး။မျောလင်းချက်အားနည်းလာပါတယ်။ကျွန်တော်မျိုးတို့အစွမ်းကုန်စ조사ခဲ့ပါတယ်။ အခုကျွန်တော်မျိုးတို့ဖျားသခင်ကိုသာယုံကြည်ကိုးစားစရာကြံပါတော့တယ်။မဲတော့မျက်လုံးဖွင့်ကြည့်ပါအောင်မဲတော်ရဲ့ထပါအောင်မကြခင်ပြန်ကောင်းသွားမှာပါ။မျက်လုံးဖွင့်ကြည့်ပါအောင်ဖွင့်လိုက်ပါ။အရှင်မင်းကြီးလက်လျှော့ရပါတော့မင်းမဲတော်မျက်လုံးဖွင့်ပါအောင်တမီးတော်တို့ကိုထားမသွားဘူးဆိုဘာလို့တမီးတို့အားလုံးကိုထားသွားရတာလဲ။မိဖုရားကြီးဆုံးရှုံးလိုက်ရကလေးက ကျုပ်တို့သမီးတော်လေးဒီဝမ်းနဲ့နေရှာတယ်။သမီးတော်တို့မေတော်ကအမြဲတမ်းခမဲတော်တို့နားမှာရှိနေပါတယ်။အခုညနေလဲစောင်းပြီးနန်းတော်ကိုပြန်ချရအောင်။ဘယင်ကြီးလည်းသမီးတော်နှစ်ပါးကိုခေါ်ပြီးတော့နန်းတော်ကိုပြန်သွားတယ်။အချိန်တွေကြာလာတော့မင်းသမီးလေးတွေလည်းအရွယ်ရောက်လာခဲ့တယ်။ဘယင်ကြီးအတွက်မင်းသမီးလေးတွေက စားကောင်းတောက်ဖွဲတွေကိုကိုယ်တိုင်ချက်ပြုတ်ပေးကြပါရဲ့။ င်းသမီးလေးတွေကဘယင်ကြီးအတွက်ချက်ပြုတ်ပေးတိုင်းမိမတဦးကနန်းတော်စီကို လာလေးရှိပါတယ်။အဲ့ဒီမိမကတော့သူတို့တိုင်းပြည်မှာနေတဲ့လေသမားကြီးတဦးရဲ့မိမပဲဖြစ်ပါတယ်။အဲ့ဒီလေသမားကြီးကတော့ဆုံးပါသွားပြီဖြစ်ပြီးတော့သူ့ရဲ့မိမနဲ့သမီးတယောက်ကြံခဲ့ပါတယ်။သူ့သမီးရဲ့အသက်ကမင်းသမီးလေးတွေနဲ့အရွယ်တူပါပဲ။လေသမားကြီးရဲ့မိမကတော့အခုဆိုကလေးတယောက်နဲ့မုံဆိုးမဖြစ်လာတာပေါ့ သူကနေစင်နေတိုင်းနန်းတော်ကိုလာပြီးတော့မင်းသမီးလေးတွေစီကနေထင်းတွေတောင်းနေရှိပါတယ်။ထင်းတွေယူခိုင်းရတဲ့အကြောင်းကတော့ဘယင်ကြီးကိုဆက်သားဖို့မင်းသမီးလေးတွေက ချက်ပြုတ်ပြင်ဆင်ထားတဲ့ဟင်းပွဲထဲမှာပြာတွေခတ်ဖို့အတွက်ပေါ့။ပြာဆိုတော့မျက်စိနဲ့ကြည့်ုံနဲ့ဘသူမှလည်းတတိမထားမိပဲ။ဘယင်ကြီးစားမဲ့ဟင်းပွဲတွေက အရသာမရှိ ဖြစ်လာတာပေါ့ကွယ်။နောက်တနေ့ရောက်ပြန်တော့လေ အဲ့ဒီမိမက အရင်နေ့တွေအတိုင်းပဲနန်းတော်စီကိုလာပြန်တယ်။ပြီးတော့မင်းသမီးလေးတွေစီကထင်းကိုယူခိုင်းတယ်။မင်းသမီးလေးအမေကိုထင်းယူပေးပါလား။အမေသမီးလေးအတွက်ဟင်းချက်ပေးတင်လို့ပါ။ရတာပေါ့မေအခုပဲသွားယူပေးပါမယ်နော်။ဒါနဲ့မေအမေတောထဲကဖြစ်လာတာဘာလို့တခါတည်းထင်းမယူခဲ့တာလဲ။ဘာလို့ဒီကိုနေ့တိုင်းရောက်လာပြီးတော့ထင်းလာလာ တောင်းနေရတာလဲ။အဲ့ဒီလိုမဟုတ်ပါဘူးမင်းသမီးလေးရဲ့။ အမေအတွက်ကိုယ်တိုင်ယူရတာလည်းမခက်ခဲပါဘူးဒီလိုပြောပြီးတော့မုတ်ဆိုးမက သူ့ဘာသာထင်းသွားယူလိုက်တယ်အမတော့အဲ့ဒီမိမကိုတိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့ဘာမှမပြောဘဲပုံမှန်အတိုင်းလေးပဲနေပေးပါတယ်အမတော့စိတ်ကိုလျှော့ပါ သူဟာတနာစရာကောင်းတဲ့မိမသားတစ်ယောက်ပါ သူတောင်းတာကညီမလေးတို့စီကစားတော့စရာနဲ့ထင်းနေနေလေးပါ သူ့ကိုမပေးရင်စိတ်ညစ်သွားမှာပေါ့နင်းနေပါပါပေးကန်းတာကညီမတော်တို့အတွက်ဘာမှမဖြစ်ပါဘူးဟုတ်တယ်မလားဒီနေ့တော့အမတော်ပြောတဲ့စကားကိုညီမလေးကနားလည်အောင်မဟုတ်ဘူးဒါပေမဲ့ညီမလေးစောင့်ကြည့်နေပါတနေ့နေ့ကျရင်အဲ့ဒီမိမကအမတို့စီကိုပြဿနာအကြီးကြီးတစ်ခု ဖြစ်အောင်ဖန်တီးပါလိမ့်မယ်ဒီလိုနဲ့နေရက်တွေ ဖြတ်တန်းလာခဲ့တယ်။အဲ့ဒီမိမကအကျင့်မကောင်းပါဘူး။ နေတိုင်းလိုလို အကြံစိုးနဲ့လူတွေကိုထင်းယူခိုင်းရင်သူပြခတ်တာကိုမျက်မြင်သက်သေမရှိအောင်လုပ်ပါတယ်။လူလက်မှာဟင်းပွဲတွေပြတွေကိုခတ်ပါတယ်။ဘယင်ကြီးလဲသူသုံးဆောင်တဲ့ဟင်းပွဲတွေက အရသာပြက်နေတာကို တဖြည်းဖြည်းပို့ပြီးတော့သတိထားမိလာတယ်။ဟင်းပွဲတွေကဘာဖြစ်လို့တနေ့တစ်တနေ့အရသာက ပို့ပို့ဆိုးလာပါလဲ။ဒီဟင်းတွေကိုငါ့ကိုတိတ်ချတဲ့ငါ့သမီးတော်တွေကငါ့အတွက်ချက်ပြုတ်ပေးကြတာ။ တမင်အရသာစိုးအောင်တော့ချက်မှမဟုတ်ဘူးဒီကိစ္စရဲ့နောက်ွယ်ကတရခန်ကဘသူများဖြစ်မလဲဒီလိုနဲ့တနေ့မင်းသမီးလေးတွေချက်ပြုတ်နေကြတော့မှဘယင်ကြီးကတိတ်တိတ်လေးစောင့်ကြည့်နေပါတယ်မင်းသမီးလေးတွေကစံကိုရေးနေတိကျစေတယ်ဟင်းတွေကလည်းစနစ်တကျချက်ပြုတ်ပြင်ဆင်ကြပါတယ်တမင်းတွေဟင်းတွေချက်ပြန်တော့လဲမိဘဘဝကနေချပြီးတော့အဖုံးတိကျဖုံးထားတာကို တွေ့လိုက်ရတယ် ခဏကြာတော့အဲ့ဒီမုတ်ဆိုးမှာပဲမိဖို့ကြောင့်ကိုရောက်လာပြီးတော့မင်းသမီးလေးတွေကိုထင်းတောင်းမြန်နေမင်းသမီးငယ်လေးလည်းသူ့တောင်းတဲ့ထင်းကိုပေးပြီးတာနဲ့မင်းသမီးလေးနှစ်ယောက်စလုံးမိဖို့ကြောင့်ကနေထွက်သွားကြတယ်။သူတို့တွေထွက်သွားတာနဲ့လူလစ်ပြီးဆိုပြီးတော့ဘယင်ကြီးရဲ့စားတော်ပွဲတွေကို ပြရီလောင်းထဲပါတယ်။ဒီလောရက်တွေကိုတော့အစာဆုံးမြင်နေရတဲ့ဘယင်ကြီးကအလွန်အမင်းစိတ်တူသွားပြီးတော့ ချက်ချင်းပဲတော်ဝင်တရားစီရင်ရေးခုံရုံးစီကိုပြန်သွားတယ်။ခုံရုံးသူရောက်တဲ့အခါတပ်သားတွေအဲ့ဒီမုတ်ဆိုးမကိုငါကိုတော့ရှေးမောင်စီကို အခုချက်ချင်းခေါ်လာခဲ့စမ်းခဏကြာတော့မုတ်ဆိုးမလည်းတော်ဝင်တရားစီရင်ရေးနေရာစီကိုရောက်လာခဲ့တယ်။မရင်ကြီးလည်းဒီအမှုကိစ္စအကြောင်းအဆအဆုံးမေးမြန်းပါတော့တယ်။ဒီတော့မုတ်ဆိုးမကလည်းပြန်ဖြေပါတယ်။ခွလူပါအရှင်မင်းကြီး ကျွန်တော်မျိုးမကစမ်းသက်ကြည့်ုံပါ အရှင်ကဘလောက်ထိဉာဏ်ပညာကြီးပြီးတော့ထက်မြက်တယ်လဲဆိုတာရေပြဿနာကိုဘလို့ကင်တွယ်ဖြည့်ရှင်းမလဲဆိုတာရေကိုကျွန်တော်မျိုးမတွေ့မြင်ခြင်းလို့ပါအရှင်မင်းကြီးအရှင်ကတိတ်ကိုပါနဲ့ပြီးတော့ဉာဏ်ပညာကြီးရဲ့ဘယင်တစ်ပါးဖြစ်ကြောင်းကိုသိလိုက်ရပါပြီအဲ့ဒါလိုမျိုးချီချူထောပနာပြုတဲ့ဇကားတွေကိုပြောပြီးရောဘယင်ကြီးကိုမြောက်ပင့်ပါတော့တယ်နဝင်ချိုးတဲ့ဇကားတွေကြားပြီးတော့ ဘရင်ကြီးကကျင်းနဲ့ပျော်ရွှင်ရုံသာမကအဲ့ဒီမိမရဲ့အလားပါမှာနှင်းမြောသွားခဲ့ပါတယ်။ဘရင်ကြီးကမုံဆိုးမကိုအပြစ်ပေးရမယ့်အစားမိဖုရားအဖြစ်တောင်းတင်မြလိုက်ပါတယ်။ခုဆိုရင်တော့အဲ့ဒီမိမကစင်းရဲသားမုံဆိုးမဘဝကနေဘရင်ကြီးရဲ့ဒုတိယမိမအနေနဲ့တိုင်းပြည်ရဲ့ဘရင်မတစ်ပါးဖြစ်လာခဲ့ပါတယ်။ရှင်းရှင်းပြောရရင်တော့သူကမင်းသမီးလေးနှစ်ပါးရဲ့မိတွေးဖြစ်လာတာပေါ့။ မိတွေကမင်းသမီးလေးတွေရှိနေတာကို လုံးဝသဘောမကျပါဘူးမင်းသမီးအကြီးလေးကလည်းသူတို့ရဲ့ဖခင်ကြီးမိတွေနဲ့လက်ထပ်လိုက်တာကိုသဘောမကျဘူးပေါ့ခွင်ဉာဏ်ပညာရှိတဲ့မင်းသမီးလေးကဒီမုံဆိုးမှဘရင်စားတော့ပွဲတယ်ဘာကြောင့်ပြခတ်ထက်နေခဲ့တာကို နားလေသွားခဲ့ပါတယ်အဲ့ဒီနည်းနဲ့ဘရင်ကြီးသူ့ဘောအာယုံဆိုင်မိလာအောင်လုပ်ပြီးတော့နန်းတော်တွေကိုဝင်နိုင်ခဲ့တယ် ပြီးတော့မိဖုရားနေအောင်ရှောက်အောင်ကြံစီတာလဲအောင်မြင်ခဲ့ပါတယ်။ဒါအပြင်အဲ့ဒီမိမကသူ့ရဲ့သမီးကိုပါနန်းတော်ကိုခေါ်ပြီးတော့နေစေတယ်။အကယ်၍ဟိုမင်းသမီးနှစ်ယောက်သာနန်းတော်မှာမရှိတော့ရင်ဒီနန်းတော်တွေကစီးစဉ်ဥစ္စာအာဏာမှန်သမျှငါသမီးအပိုင်ဖြစ်လာမှာပဲ။မိတွေဟာရှိသမျှအခွင့်အရေးအကုန်သူ့သမီးကိုသာရစေချင်ခဲ့တယ်။ဒါပေမဲ့ဘယင်ကြီးကလည်းသူ့ရဲ့သမီးတော်နှစ်ယောက်ကိုတိတ်ကိုချစ်ရှာတယ်။ တစ်ဖက်မှာတော့မိတွေကမင်းသမီးလေးတွေကိုနန်းတော်မှာမပြော်တော့အောင်နီးလန်းမျိုးစုံနဲ့စင်စားတယ်။မင်းသမီးလေးတွေကိုတနေ့လုံးအချိန်မအားလက်အောင် အလုပ်တွေတစ်ခုပြီးတစ်ခုခိုင်းပါတယ်။ဒါရင်မကသေးပဲမင်းသမီးလေးစားတော့ဖို့အတွက် အစားအစာတွေကိုပါလျှော့ပြီးတော့ပေးလိုက်တဲ့။အလုပ်ကလည်းပင်မန်းအစားလေတေချာဝအောင်မစားရတဲ့မင်းသမီးတွေကနာမကျန်းဖြစ်ပြီးတော့တေးမှာပဲ မင်းသမီးလေးတွေမှာလည်းအစီအကံတွေရှိပါတယ်။ညီမတော်လေးအတွက်စားဖို့တစ်ခုခုယူခဲ့ပေးပါ။မိရီးတော့အစားအစာက ကျမတို့အတွက်နည်းလွန်းနေ။ကျမတို့မနက်ကနေအခုထိတနေ့ကုန်ဘာတစ်ခုမှမစားရသေးဘူး။ယူလို့မရတော့ဘူး။အစားအသောက်တွေကိုထပ်ယူလို့မရဘူး။ဒီလောက်ဆိုနှစ်ယောက်စာလုံလောက်ပြီလေ။ဒီလိုတွေကြားလိုက်ရတဲ့အခါမင်းသမီးအကြီးကစိတ်မကောင်းဖြစ်သွားတယ်။ ပြီးတော့နေတိုင်းဒီအချိုးစားကိုသာပေးဖို့မိဖုရားကတခြားအစီခံတွေကိုပါဇက်တိုင်မှာကြားထားတဲ့။သမီးတော်ကြီးမိရီတော်ခြေထောက်တွေနာကျင်ကြိုက်ခဲနေတယ်။ခဏလောက်လာပြီးတော့နှိပ်ပေးစမ်းမိရီကသူ့သမီးအရင်စားဖို့အတွက်ဖွဲဖွဲရရပြင်ဆင်ပေးပေးမယ်။မင်းသမီးတွေကိုတော့မစားခိုင်းပါဘူးတဲ့။အချိန်တစ်ခုကြာလာတဲ့အခါမင်းသမီးလေးတွေဟာမပြောမရွှင်ဖြစ်လာခဲ့တယ်။ မင်းသမီးငယ်လေးကလည်းသူ့အမရဲ့ပြောစကားကိုတဖြည်းဖြည်းသဘောပေါက်လာခဲ့ပါတယ်။တနည်းနည်းမှာပြဿနာဖြစ်လာမယ်လို့အမတော်ပြောတာအမှန်ပဲနော်။မင်းသမီးလေးတွေကစိတ်မပျော်မရွှင်နဲ့ဝမ်းနဲ့ခံစားရလွန်းလို့တော်တဲ့ကသူတို့မိခင်ရဲ့အုတ်ဂူစီကိုတွားပြီးရောငိုကြွေးကြတော့တယ်။မယ်တော်အကူညီမဲ့နေတဲ့သမီးတော်တို့ကိုမယ်တော်မြင်ပါရဲ့လား။အကူညီမဲ့မိခိုးရမယ်။ စားရမယ့်တောက်ရမယ့်ဖြစ်နေတဲ့တမီးတို့ရဲ့ဘဝကိုမြင်ပါရဲ့လားမိရီတော်ကတမီးတို့အပေါ်ရဲဆက်လာပါတယ်တမီးတို့ကိုထမင်းတောင်မှဝဝလင်လင်မကြွေးပါဘူးမေတော်ကြီးတမီးတို့ခုဘလို့ဆက်လို့ရမလဲမင်းသမီးလေးတွေက နေ့တိုင်းသူ့မိခင်ရဲ့အုတ်ဂူစီသွားပြီးတော့ငိုကြွေးကြတယ်ဒီနေ့မင်းသမီးလေးနှစ်ယောက်လုံးမိခင်ရဲ့အုတ်ဂူစီသွားတော့ အုတ်ကူပေါ်မှာအရင်လာတဲ့ပန်းသီးပင်ကြီးတစ်ပင်ပေါက်နေတာကိုတွေ့လိုက်ရတယ်။အပင်ကလည်းကြီးပြီးတော့ပန်းသီးတွေကလည်းဝေးဝေးဆာဆာနဲ့တီးနေပါတယ်။နေ့တိုင်းမိဖုရားကစားစရာအလုံးလောက်မပေးတဲ့အခါမင်းသမီးလေးတွေက မိခင်ရဲ့အုတ်ကူစီလာပြီးတော့ပန်းသီးစားပြီးတော့စားလောင်မွတ်သိမ့်မှုတန်းကိုအံတုနိုင်ခဲ့ပါတယ်။နောက်ပိုင်းကျမိဖုရားကမင်းသမီးလေးတွေစီအစာအသောက်ပို့ပေးဖို့ကိုပါဖြတ်တောက်လိုက်ပါတယ်။ မင်းသမီးလေးတွေက ပန်းဒီစားရင်းနဲ့အသက်ဆက်ရှင်ကြတယ်။အဲ့ဒီပန်းဒီပင်ကလည်းအံ့ဩစရာကောင်းပါတယ်။မင်းသမီးလေးတွေပန်းဒီတွေများများခူစားလေလေ။နောက်တရက်ကျပိုကြီးပိုချိုတဲ့ပန်းဒီတွေတီးပေးပါတဲ့။အခုတော့ဟိုညီမနှစ်ယောက်စားဖို့ဘာမှမပေးတော့ဘူး။သူတို့ကိုနေမပြောအောင်လုပ်မယ်။ဒါနဲ့ငါဒီလောက်အစာရေစာဖြတ်ထားတာတောင်မှ သူတို့ကဘာလို့လှပစေ။ကျမ်းမာဝါဖြိုစေဖြစ်နေတော့ပဲ။ ငါကသူတို့နှစ်ယောက်လုံးဖျားပြီးတော့တိမိထင်ခဲ့တာလေသူတို့တွေငါနောက်ကွယ်မှာဘာခိုးလုပ်နေလဲဆိုတာကိုငါစုံစမ်းရမယ်တမီးဟိုတမီးနှစ်ယောက်ကိုငါဘာအစာမှမပေးတဲ့ကြားကသူတို့အခုထိ အသက်ရှင်ပြီးတော့ကျန်းမာနေတော့မယ်သူတို့ကိုတွားပြီးတော့စောင့်ကြည့်စမ်းသူတို့နောက်ကွယ်မှာဘာရှိနေလဲဆိုတာကိုစုံစမ်းပြီးတော့ငါ့ကိုရှောက်တင်ဟုတ်ကဲ့ပါမေးတမီးတွားပြီးတော့စောင့်ကြည့်လိုက်ပါမေး မိတို့ရဲ့သမီးလည်းတောထဲကိုဖြတ်ပြီးရောမင်းသမီးလေးတွေရဲ့နောက်ကိုလိုက်ခဲ့တယ်။ခဏကြာလမ်းလျှောက်ပြီးတဲ့နောက်မင်းသမီးလေးတွေကအုတ်ကူနားမှာရှိနေကြတာကိုတွေ့လိုက်တယ်။အုတ်ကူပေါ်မှာတော့ရံကိုလှပကြီးမာတဲ့တစ်ပင်တစ်ပင်ပေါက်နေတာကိုတွေ့ရပါတယ်။မင်းသမီးအကြီးကပန်းသီးမှဲ့တွေကိုခူးနေပါတယ်။အဲဒီနောက်မိတို့ရဲ့သမီးကိုတွေ့သွားပါတယ်။ညီမလေးရေအမတော်တို့နောက်ကိုမိတို့ရဲ့သမီးလိုက်လာတယ်။ သူဒီကိုမလိုက်အောင်မောင်းထုတ်ပြီးတော့ဒီပန်းသီးတွေကိုဝှက်ထားကြရအောင်မဟုတ်ရင်သူကဒါရီအကုန်မိသီးတော်စီပြန်ပြီးတော့ပြောလိုက်မယ်သူကြောင့်အမားတို့ပြဿနာတွေတက်လိမ့်မယ်အမားတော်ရဲ့ဘာလို့အတွေးတွေလွန်နေရတာလဲသူကအပြစ်ကင်းပြီးတော့ရိုးသားပါတယ်ညီမလေးတို့ရဲ့မိသီးကသာညီမလေးတို့ကိုဒုက္ခပေးနေတာပါသူကအမားမရှိပါဘူးမရဲ့အဲ့ဒီလိုပြောပြီးတော့မင်းသမီးငယ်လေးကမိသီးသမီးကိုလှမ်းခေါ်ပြီးတော့ပန်းသီးကျွေးလိုက်ပါတယ် မိရီသမီးကလည်းပန်းသီးကိုယူပြီးတော့နန်းတော်ကို ပြန်ရောက်တာနဲ့သူ့ရဲ့အမေကို အကုန်လုံးပြန်ပြောတယ်။အမေ၊သူတို့နှစ်ယောက်ကအစာမငတ်ဘူးအမေရဲ့။သူတို့အမေရဲ့အုပ်ကူပေါ်မှာပန်းသီးပင်ကြီးပေါက်နေတယ်။သူတို့နှစ်ယောက်စလုံးကအဲဒီကပန်းသီးတွေကိုခူးစားပြီးတော့နေနေကြတာ။ပန်းသီးတွေကလည်းဝေးဝေးဆာဆာနဲ့ပြုတ်နေအောင်ကိုတီးရဲ့အမေရဲ့။အခုချိန်ထိဒီလောက်ချိုရဲပြီးတော့အရသာရှိတဲ့ပန်းသီးမျိုးတမိတခါမှမစားဘူး။ သူ့သမီးပြောတာကိုကြားပြီးတော့မိတွေးကအယမ်းကိုဒေါသထွက်သွားတယ်။အဲဒီနောက်ထိုးပန်းသီးပင်အားဘယ်လိုမျိုးခုတ်ထစ်ရှင်းပြရမလဲဆိုတာကိုစဉ်းစားတော့တယ်။မိဖုရားကသူ့ရဲ့အခန်းထဲကိုပြန်သွားတယ်။ပြီးတော့အစီကံကိုခေါ်လိုက်ပါတယ်။ဟဲ့မိဖုရားကကျမ်းမာရင်မကောင်းလို့သူ့နန်းဆောင်ကိုကြွားခဲ့ပါအောင်လို့ဘယင်ကြီးကိုအခေါ်တော့ပါလိုက်တယ်လို့နင်းသွားလျှောက်တင်စမ်း။မိဖုရားရဲ့အမိန်တိုင်းအစီကံကလည်း ဘယင်ကြီးစီသွားပြီးတော့ကျမရင်မကောင်းချောင်ကိုရှောက်တင်တယ်။ဒီတရင်ကိုကြာတော့ဘယင်ကြီးကစိုးရိမ်ထိတ်လန့်သွားပါတဲ့။ဘာကြောင့်လဲဆိုရင်တော့ဘယင်ကြီးရဲ့ပထမမိဖုရားကြီးကလည်းနာမကျန်းဖြစ်ပြီးတော့ဆုံးပသွားခဲ့ရလို့ပါ။ကြာကြာချင်းပဲဘယင်ကြီးကမိဖုရားရဲ့နန်းတော်စီရောက်လာပြီးတော့မိဖုရားကိုပြောတဲ့။မိဖုရားဘလို့ဖြစ်တာလဲ။တမားတော်ကိုခုချက်ချင်းပြင့်ပေးပါမယ်။အရှင် ကျွန်တော်မျိုးမခေါင်းနေတအားကိုက်နေပါတယ်။ခေါင်းကိုက်ဝေဒနာကစိုးလွန်းလို့ကျွန်တော်မျိုးမရဲ့အသက်ပါနှုတ်ယူသွားတော့မလို့ပါပဲ။ကျွန်တော်မျိုးမရဲ့ဝေဒနာကိုပြောင်းအောင်လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်။အဲဒါကအရှင်ရဲ့ပထမမိဖုရားကြီးရဲ့အုတ်ကူပေါ်မှာပေါက်နေတဲ့ပန်းသီးပင်ပါပဲ။ဟေးပန်းသီးပင်ကတင့်ခေါင်းကိုက်ဝေဒနာကိုဘယ်လိုလုပ်ပြောက်ကင်းစေမှာလဲမိဖုရားရဲ့။ပြောက်ပါတယ်အရှင်မင်းကြီး။အဲ့ဒီတစ်ပင်ရဲ့ အမြင့်အရွက်နဲ့ပန်းဒီကိုအကြီးကျိုးပြီးတော့ကိုပေါ်မှာလင်းရင်ပျောက်ပါတယ်။ပန်းဒီဖြော်ရီကိုတောက်ရင်လည်းပျောက်ကင်းစီပါတယ်။ဒါဆိုကျွန်တော်မျိုးမရဲ့ခေါင်းကိုက်ဝေဒနာအရှင်းပျောက်သွားမှကျွန်တော်မျိုးမတိနေတယ်။ဘယင်ကြီးလည်းမိဖုရားရဲ့စကားကိုလက်ခံပြီးတော့တက်သားအချို့ကိုခေါ်လိုက်ပါတယ်။ငါရဲ့အရင်မိဖုရားကြီးရဲ့အုတ်ကူပေါ်ကပန်းဒီပင်ကိုညီလန်အဲ့ဒီကအမြင့်နဲ့အရွက်တွေကိုယူလာခဲ့ ။ဘရင်အမိတ်တိုင်းစစ်သားတွေကလည်းမိဖုရားကြီးအုတ်ကူစီ သွားပါတယ်။အပင်ကိုလှဲပြီးတော့မြေလန်လိုက်တယ်။အမြစ်ကိုယူပြီးတော့နန်းတော်စီကိုယူသွားခဲ့ပါတယ်။မိဖုရားပြောတယ်လို့ပဲဘရင်ကလည်းအစီကံကို ပန်းသီးကြီးလှုပ်ခိုင်းတယ်။အမြစ်နဲ့အရွက်ကိုလည်းရေနဲ့ပြုတ်ခိုင်းပြီးတော့စေးပေါ်ခိုင်းပါတယ်။မိဖုရားရဲ့ခေါင်းကိုပြုတ်ရည်လိမ့်ပြီးတော့နှိမ့်ငယ်ပေးကြတယ်။ပန်းသီးဖြော်ကြီးလည်းတောက်ပါတယ်။ ဖျော်ရည်တောက်ပြီးတဲ့နောက်မိဖုရားကဘယင်ကြီးကိုပြောလိုက်တယ်။အရှင်မင်းကြီး အခုကျမရဲ့ဝေဒနာတွေအကုန်ပျောက်ကင်းသွားပါပြီ။နောက်တနေ့မနက်မှာတော့မင်းသမီးနှစ်ယောက်ကသူတို့မိခင်ရဲ့အုတ်ဂူစီရောက်တဲ့အခါအရန်လာတဲ့ပန်းသီးပင်ကြီးမရှိတော့တာကိုတွေ့လိုက်ရတယ်။သားကိုတွေ့တော့မင်းသမီးလေးတွေကတအားကိုဝန်းနေပြီးတော့ငိုကြွေးကြတော့တာပေါ့။ညီမလေးကြီး အခုလဲဒီပန်းသီးပင်ကြီးမရှိတော့ပြန်ဘူးအမတော်တို့ပါသွားပြီးတော့စားကြမလဲကွယ်ပန်းသီးပင်ကြီးမရှိတော့မင်းသမီးတွေဟာ စားလောင်မသိမ့်မှုတန်ကိုခံရတော့တယ်မိတွေကလည်းပန်းသီးပင် မရှိတော့မှန်းသီးတော့သူတို့ကိုအစလုံးဝမပေးပါဘူးတဲ့မနက်ခင်းတည့်ရက်မှာတော့သူတို့မိခင် အောက်ကူစီရောက်တဲ့အခါအောက်ကူပေါ်မှာတဲသေးသေးလေးတစ်ခုရှိပြီးတော့အဲ့ဒီတဲထဲမှာချင်းနောင်တစ်ခုကိုတွေ့လိုက်တယ် ။ကျင်းထဲမှာတော့ဇီးသီးတွေရှိနေတာကိုတွေ့လိုက်ရပါတယ်။မင်းသမီးတွေလည်းအယံပျော်ပြီးတော့ကျင်းထဲကဇီးသီးတွေကိုယူစားကြတယ်။ဇီးသီးတွေကတိတ်ကိုအရသာရှိပြီးတော့စားလို့လည်းကောင်းလွန်ပါတဲ့။မင်းသမီးတွေဟာနေ့စဉ်နဲ့များတော်တဲ့ကအောက်ကူစီသွားကြပြီးတော့ချင်းနောက်မှာရှိတဲ့ဇီးသီးတွေစားပြီးတော့စားလောင်မှုတန်ကိုအံတုကြပါတယ်။ပန်းဒီပင်မြေလံပြီးတာတော့မှကြမ်းကြမ်းမာမာရှိနေသေးတဲ့မင်းသမီးနှစ်ယောက်ကိုတွေ့တော့ မိတွေးကအလွန်စိတ်ညစ်သွားပါတယ်။ဒါနဲ့ပဲသူ့သမီးကို ခေါ်ပြောတဲ့။ဘာရီဖြစ်မှန်းကိုနားမလည်နိုင်တော့ဘူး။ပန်းဒီပင်ကိုလည်းမြည်လန့်ခဲ့ပြီးပြီ။ငါစားစရာလည်းမပေးဘဲနဲ့အခုထိဟိုမင်းသမီးတွေကလှပဝါဖြိုးနေကြတုံးပါပဲလား။ငါသမီးသူတို့နောက်ကိုထက်လိုက်သွားပြီးတော့သူတို့ဘာတွေစားကြလဲဆိုတာကိုသိအောင်လှုပ်ဆန်းပါ။နောက်တနေ့မနေ့ရောက်တဲ့အခါမင်းသမီးလေးတွေကသူတို့အမေရဲ့အုပ်ကူစီသွားကြတယ်။ တဲနာရောက်တဲ့အခါမင်းသမီးအကြီးကသူတို့နောက်မှာမိသူရဲ့သမီးလိုက်ပါလာတာကိုသတိပြုမိလိုက်တယ်။သူတို့ကိုတိတ်တိတ်လေးစောင့်ကြည့်နေတာကိုလည်းတွေ့သွားပါရဲ့။မိသူရဲ့သမီးရောက်လာပြန်ပြီ။အမားတော်တို့ကိုလာပြီးတော့စောင့်ကြည့်နေတယ်။ဒီတဲထဲမှာဘာရှိလဲဆိုတာကိုမမြင်ရအောင်ဒီတဲကိုဖုံးထားလိုက်ရအောင်။အမားတို့တွေသူ့ကိုဇီးတီတွေးလိုက်ရင်တေချာဘောက်သူ့အမေကိုပြန်တိုင်ပြီးတော့ထပ်ပြီးတော့ဒုက္ခပေးနေအောင်မှာ။ မဟုတ်တာအမတော်ရေသူ့ကိုအမတော်ထင်လွဲနေတာပါသူကအမမရှိပါဘူးမိတွေသမီးလည်းနန်းတော်ကိုချက်ချင်းပြန်ပြီးတော့တဲအိမ်လေးအကြောင်း သူ့အမေကိုပြန်ပြောပြတယ်မိတွေတည်တဲ့အခါဒေါသထွက်သွားပြီးတော့စစ်တီတော်တွေကိုချက်ချင်းခေါ်ခိုင်းနေအခုချက်ချင်းမင်းတို့အဲ့ဒီကိုတွားပြီးတော့အောက်ကူဘော်ကတဲအိမ်ကိုမိရှို့ပြစ်လိုက်ကြစမ်းစစ်သားတွေလည်းချက်ချင်းနန်းတော်အပြင်ထွက်ပြီးတော့ အုတ်ကူဝကတဲအိမ်ကိုမီးရှို့လိုက်ကြတယ်။တဲအိမ်လေးမီးလောင်ပြကြပြီးတာတောင်မှမိမိယားကမကြေနပ်နိုင်သေးပဲနဲ့အကန်းနဲ့လဲပြီးတော့နေမကောင်းချင်အောင်ဆောင်းလိုက်ပြန်တယ်။ဘာဖြစ်တာလဲမိမိယားဘာလို့နေမကောင်းတဲ့ချက်တွေကအများနေရတာလဲ။အရှင်မင်းကြီးကျွန်တော်မျိုးမအသက်ရှူရေးကျက်တယ်။ကြည်ရတာမကြခင် ကျွန်တော်မျိုးမတရားတော့မထင်နဲ့။အိုးတိုင်းပြည်ကြီးကိုပဲရောင်းရရောင်းရ မိဖုရားနေကောင်းမှုဆိုကိုတော်ကတက်သမျှနီးနဲ့ရအောင်ကဲပါမယ်။တမားတော်ကောင်းနဲ့ပြရင်တိတ်မကြခင်နေပြန်ကောင်းသွားမှာပါ။အဲဒီလောက်ထိလှုပ်ပေးစရာမလိုပါဘူးအရှင်ရဲ့။အရှင်မင်းကြီးဘက်ကနည်းနည်းလှုပ်ရှားပေးုံနဲ့ကျွန်တော်မျိုးမရဲ့အသက်ကိုကယ်လို့ရပါတယ်။ကျွန်တော်မျိုးမတို့သားမီးဘာပဲတောင်းဆိုတောင်းဆိုလှုပ်ပေးပါမယ်လို့ခရီးပေးပါနော်။စိတ်ချပါမိဖုရားတို့သားမီးအတွက်ဆိုကိုတော်ဘက်ကတေချာပေါက်ဖြည့်စီးပေးမှာပေါ့။ ဒါပြင်ကျွန်တော်မျိုးမရဲ့အသက်ကိုကယ်ချင်ရင် အရှိရဲ့တမီးတော်နှစ်ပါးကိုတည်ခိုင်းရပါလိမ့်မယ်။သူတို့ကိုတတ်ပြီးရင်သူတို့ရဲ့သွေးတွေကိုကျွန်တော်မျိုးမရဲ့ဥကောင်းနဲ့လက်ဖွားပေါ်မှာ လင်းရပါလိမ့်မယ်။ဒီနည်းနဲ့သူတို့ရဲ့အသက်ကိုဆိုရင်ကျွန်တော်မျိုးမရဲ့အသက်ကိုကယ်တင်ပေးနိုင်မှာပါ။အဲဒီစကားကိုကြားတော့မင်းကြီးလည်းစိတ်မကောင်းဖြစ်ပြီးရောရင်ထုမနာဖြစ်နေတာပေါ့။သူ့ခြေဘဝအောက်ကမြေပြင်ကပျောက်သွားတယ်လို့ ချိန်မကိုင်မီလက်မကိုင်မီဖြစ်နေပါတယ်။ဒါပေမဲ့ဘယင်ကြီးလည်းသူ့ပေးတဲ့ကတိကြောင့်အကျက်တွေ့နေပါတယ်။သူကသူ့တမီတော်တွေကိုတိတ်ပြီးချစ်ရှာတယ်။သူကိုယ်တိုင်တမီတော်တွေကိုနမ်းပြင်ထွက်ရှာတယ်။ဘယင်ကြီးလည်းမင်းသမီးတွေကပထမမိဖုရားကြီးရဲ့အုတ်ကူနာမှာထိုင်ငုံနေတာကို တွေ့လိုက်ရတယ်။ဒီမြင်ငင်းကဘယင်ကြီးရှင်ထဲမှာနင့်နေအောင်ခံစားရပါတယ်။ထို့နောက်မင်းသမီးအကြီးကဘယင်ကြီးကို အဖြစ်ပြက်အားလုံးပြောပြတယ်။ ။တစ်ဖက်မှာတော့ဘယင်က သူ့မိဖုရားကို ပေးထားတဲ့ကလေး။နောက်တစ်ဖက်မှာတော့သူချေရတဲ့သမီးတော်နှစ်ပါးဖြစ်နေပါဗါးဘာဆက်လို့ရမလဲဆိုတာကိုဝေခွဲမရဖြစ်နေပါဗါးသမီးတို့နေရာလုံးဒီတောထဲကနေထွက်လာခဲ့ မင်းသမီးလေးတွေကလည်းသူတို့ဖခင်စကားကိုနာခံပြီးတော့ဖခင်နဲ့အတူလိုက်သွားကြပါတယ်ခက်ဝေးဝေးသွားပြီးရဲ့နောက်မှာဘယင်ကြီးကနာမကျန်းဖြစ်နေတဲ့မိဖုရားရဲ့အကြောင်းကိုပြောပြတယ် သမီးတော်တို့ရေခမဲတော်ရဲ့လက်ထဲမှာတီးရမယ့်အစာဒီတော်တွေကတားရဲတွေရဲ့အစာဖြစ်တီးတာကပိုကောင်းပါလိမ့်မယ်။သမီးတော်တို့နှစ်ယောက်လုံးဒီတိုင်းမိကနေထွက်သွားတဲ့နဲ့မဟုတ်ရင်မိသီးတော်ကတက်လိမ့်မယ်။လူတိုင်းကသူတို့လိုချင်တာကိုရကြတယ်။ပျော်ရွှင်မှုကိုခံစားဖို့ကန့်ကြမ္မာမှရေးထားရင်တော့သမီးတို့ပျော်ရွှင်မှုကိုရရှိမှတည်ကြပါရဲ့။ ဒီအသုံးမကျတဲ့ခမဲတော်ကိုခွင့်လွတ်ပါသမီးတော်တို့ကိုဖရာသခင်ဆောင်လျှောက်ပါစေ။ဘယင်ကြီးလည်းမျက်ရည်ကြာရင်းနဲ့အဝေးကိုထွက်သွားတယ်။ဘယင်ကြီးဟာတော်တဲ့ကသမင်တကောင်ကိုတက်လိုက်တယ်။သမင်ရဲ့သွေးကိုယူပြီးတော့မိဖုရားရဲ့ခေါင်းနဲ့လက်ဖွားကိုလိမ့်ပေးလိုက်ပါတယ်။မိဖုရားကတော့ဘယင်ကြီးကမင်းသမီးလေးကိုတကယ်တက်လိုက်ပြီလို့ထင်နေတာပေါ့။ ဘရင်ကြီးလည်းဝမ်းနဲ့စိတ်မကောင်းဖြစ်လွန်းလို့မိဖုရားရဲ့နန်းဆောင်ကနေထွက်သွားပါတယ်။တပတ်မှာတော့ဘရင်ကြီးထွက်သွားတော့မင်းသမီးလေးတို့ညီမဟာဆက်ပြီးတော့ငိုကြွေးပြီးတော့ကြံ့ရင်ခဲ့ပါတယ်။တော်ရဲကတော်ရိုင်းတရဝါရီရဲ့အော်ဟစ်တန်တွေကြတော့သူတို့နှစ်ယောက်အလွန်ကိုကြောက်လန့်နေကြရှာတယ်။မင်းသမီးလေးကလန့်ပြီးတော့အော်ငိုကြတယ်။အဲ့ဒီချိန်မှာပဲ တော်ရဲကိုအင်းကြီးချင်းတိုင်းမီကမင်းသားနှစ်ပါးကအမဲလိုက်ဖို့ရောက်လာပါတယ်။မင်းသားငယ်ကငိုတန်တဲ့တဲ့ကိုကြားလိုက်တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကတော်ရဲကအတန်လာရလမ်းတိုင်းခီးဆက်ရင်နဲ့ရှာကြပါတယ်။ခဏကြာပြီးတော့ထိုင်ကိုနေရှာတဲ့မင်းသမီးလေးတွေကို တွေ့လိုက်ရတယ်။အားနေတဲ့မင်းကလေးနှစ်ယောက်မိုနီတာကိုမြင်လိုက်ရတော့တနာကယူနာတက်မိသွားကြတယ်။အတင်တို့ကဘသူတွေလဲ။ ဒီတောင်းနယ်ကြီးထဲမှာဘာလုပ်နေကြတာလဲမင်းသမီးအကြီးကလည်းဖြစ်ချောင်းကုံစင်ကို ရှင်းပြလိုက်တယ်။ရှင်းပြတာတွေနားထောင်ပြီးတဲ့အဆုံးမှာမင်းသားနှစ်ယောက်စလုံးကမင်းသမီးတွေကိုတနာလွန်လို့စိတ်မကောင်းဖြစ်သွားကြတာပေါ့။အိုးလှပတဲ့မင်းသမီးလေးတွေတင်တို့နှစ်ယောက်စလုံးကျွန်တော်တို့နန်းတော်ကို လိုက်ခဲ့ကြပါ။ဒီလိုနဲ့မင်းသမီးလေးတွေလည်းအဲ့ဒီမင်းသားနှစ်ပါးနဲ့လိုက်သွားပြီးတော့ မင်းသားအကြီးဟာမင်းသမီးကြီးကိုလက်ထပ်ပြီးတော့မင်းသားငယ်ကတော့မင်းသမီးအငယ်လေးနဲ့လက်ထပ်လိုက်ကြတဲ့။တစ်ဖက်မှာတော့ဘယင်ကမိဖုရားနဲ့စကားမပြောတော့ဘဲရှောင်နေတယ်။အဲ့ဒီခါမှာမိဖုရားရဲ့ကျမ်းမာရေးကစပြီးတော့ယိုယွင်းလာပါတယ်။မိဖုရားဒါဟာမင်းသမီးလေးတွေအပေါ်တင်ပြူခဲ့တဲ့လုံရရဲ့အကုသူရလက်ပဲ။အတင်ရဲ့ရက်ဆက်ရုံမှမှုတွေကငါသမီးတော်လေးတွေကိုတိတ်တဆိတ်ခံစားရအောင် လုပ်တယ်။ ။ဘယင်ကြီးစကားကိုကြတော့မိဖုရားကသူ့အမကိုတိသွားပြီးတော့တောင်းမှန်ပါတယ်။ထို့နောက်ဘယင်ကမိဖုရားအရာအလုံးကို ပြောပြပြီးတော့သူတို့နှစ်ယောက်စလုံးကမင်းသမီးတွေကိုလိုက်ရှာကြတယ်။သမီးတွေဟာအိန်းကြီးချင်းတိုင်းမိကမင်းသားတွေနဲ့လက်ထပ်ပြီးစီချောင်းကိုစုံစမ်းရေးတချို့တွေစီကနေတစင်းကြားသိရတယ်။အဲ့ဒီခါမှာဘယင်ရောမိတွေရော နှစ်ယောက်စလုံးစိတ်အေးပြီးတော့ပျော်သွားကြပါတယ်။သမီးတို့ရေ မိတွေတော်ကိုခွင့်လွှတ်ပါတမီးတော်တို့အပေါ်မှာမိတွေတော်ဆူဆူရရဆက်ဆံခဲ့မိပါတယ်။ရပါတယ်ရှင်။တမီးတို့ကိုမတောင်းမှန်ပါနဲ့။မိတွေတော်လည်းမိမိပြုမိခဲ့တဲ့အမားကိုစင်ကျင်မိပြီပဲ။ဒါကတမီးတော်တို့အတွက်လုံလောက်ပါတယ်။ပုံမြင်လေးကိုကြည့်ရှုအားပေးသူပရိသတ်များအနေဖြင့်လည်းပုံမြင်တဲ့ကမိတွေလိုမျိုးစိတ်ပုတ်စိတ်ယုတ်တွေမတားရှိကြပဲနဲ့။မင်းသမီးလေးနှစ်ပါးလိုမျိုးစိတ်ကောင်းလေးတွေထားရှိကြပါနော်။ ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like နဲ့ subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်